ဒေါထဝရီမြည်ရတက်လာလို့အင်ဝမျိုးဟောင်းမှဒေသခံများအရေးပေါ်ပြောင်းရွှေ့နေရဒေါထဝရီမြည်ရတက်လာပြီးကဘာဖြိုချမှုတွေရှိလာတဲ့အတွက်အင်ဝမျိုးဟောင်းမှရှိတဲ့အောက်ထုတ်တန်းကျေးရွာကဒေသခံတွေဟာဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်မှုတွေစတင်ပြုလုပ်နေရတယ်လို့သိရပါတယ်အင်အားပြင်းကလင်းတန်းကြောင့်အင်ဝါမြို့ဟောင်းရဲ့အရှိမြောက်ပိုင်းကအုတ်ထုတ်တန်းကျေးရွာမှာမြေအကွဲပြိုကျမှုတွေရှိခဲ့ပြီးမြေရေတက်လာမှုကြောင့ အကွက်ချောင်းတွေတည်းရေဝင်ရောက်ပြီးကဘာပြိုကျနေတာဖြစ်ပါတယ်။အယမ်းမြန်တယ်။အချောင်းတွေတည်းရေပြည့်ရာနဲ့ပြိုတော့တာပဲ။အချောင်းတွေကအိမ်တွေအောက်ထိရှိနေတော့စိုးရင်ရတယ်။အဲဒါကြောင့်ကြိုပြီးရွှေ့ကြတာပေါ့။ဒေသခံမျိုးသမီးတူကပြောကြခြင်းဖြစ်ပါတယ်။အော်ရုတ်တန်းခြေရွာပါဝင် အနေနာခြေရွာတွေဟာနှစ်စဉ်ဇူလိုင်နဲ့အောက်တိုဘာတွေမှာမြေရေရှန်တက်မှုကြောင့်အ ਨੇ စုံ၃ဘေးရနဲ့၅ဘေးထိ ရေလွှမ်းမိုးခံရလက်ရှိပြီးဒီနှစ်မှာငလင်းတန်တဲ့အကွဲကြောင်းတွေကြောင့်မြေပြိုကျမှုတွေရှိလာနိုင်တဲ့အပေါ်စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ဆိုပါတယ်။လက်ရှိချိန်မှာမြေကမ်းနေရာနေအိမ်ပေါင်း90နေပါကဒေသခံ200ကျော်ဟာအင်းဝမြို့ဟောင်းတွေကရေလွတ်ရနေရာတွေမှာယာယီပြောင်းရွှေ့နေထိုင်မှုစီစဉ်ထားပေမဲ့မြို့ဟောင်းကလည်းငလင်းတန်ကြောင့်အဆောက်အဦတွေပျော်ကျပျက်စီးထားတာကြောင့်ခက်ခဲမှုတွေရှိနေတယ်လို့သိရပါတယ်။ အရင်နှစ်တွေတုန်းကရေတက်လာရင် မန်နုအောက်ချောင်းနဲ့ပြေးကြတာပဲဒီနှစ်ကျအောက်ချောင်းကလည်းပြိုးပြီဆိုတော့ပြေးစရာနေရာတိတ်မရှိတော့ဘူးရေတက်မဲ့ဝါဆိုဝါကောင်းဆိုရင် အကုန်ဒုက္ခရောက်ပြီအသက်94နှစ်ရွယ်ဒေတာခန်အဖိုးတို့ကပြောကြားခြင်းဖြစ်ပါတယ်လက်ရှိအချိန်မှာဒေါက်တာဝီမြေကဘာပေပေါင်း30ကျော်ပြိုကျပျက်စီးခဲ့ပြီမျက်နှာပေပေါင်းနေရာဝန်းကျင်ဝေးကွာတဲ့နေရာတွေအထိ ြေပြင်အကွဲအချောင်းတွေရှိနေပါတယ်။